မင်္ဂလာပါရှင်တရှင်တို့ဒီနေ့ကတော့ icon set ကိုအသုံးပြုပြီးကောအသုံးပြုပြီးတော့ filter ဘယ်လိုစစ်ထုတ်မလဲ data တွေကိုဘယ်လိုစစ်စစ်ထုတ်မလဲဒီအပိုင်းလေးကိုဖြောက်ပြပေးသားမှာဖြစ်ပါတယ်အဲ့တော့ icon set ကိုအသုံးပြုပြီးတော့ data များကိုစစ်ထုတ်ပြပေးသားမှာပဲဖြစ်ပါတယ်ရှင် အော်အရင်ကဆိုမိမိရဲ့ data မှာ total တွေကိုကျွန်တော်တို့ကဒီလိုမျိုးလိုအပ်တဲ့ data တွေကိုအဲပေါင်းတာပဲဖြစ်ဖြစ်မြောက်တာပဲဖြစ်ဖြစ်အရင်ကဆို data အရင်ရှာထားပေးပါပြီးတော့ရင်တော့ကျွန်တော်တို့ဒီထဲမှာရှိတဲ့ data တွေထဲကနေပြီးတော့ကျွန်တော်တို့ကတိုင်းကနန်းတွေရဲ့အထက်ပေါ့နော်ရှေ့ကတိုင်းရဲ့အထက်မှာရှိတဲ့ကိန်းကနန်းတွေကိုကျွန်တော်တို့က icon set တစ်မျိုးနဲ့ပြပြီးတော့ တသိန်းရဲ့ကျွန်တော်အောက်မှာရှိတဲ့ data တွေကို i ကွန်ဆက်တစ်ခါပြမယ်။ပြီးရင်တော့၅တောင်းရဲ့အောက်မှာပြအချိတဲ့ data တွေကိုတော့ i ကွန်ဆက်တစ်ခါပြမယ်ဆိုကျွန်တော်အပိုင်း၃ပိုင်းရှိသွားမယ်နော်။အဲ့တော့အရင်ဝန်ဆောင်မိမိမှာရှိတဲ့ data တွေအကုန်လုံးကို select ပေးလိုက်ပါ။ပေးပြီးတော့ပြီဆိုလို့ချင်းတော့ ာဒီ conditional format တွေကနေပြီးတော့ i concept ထဲမှာဒီမှာ directional တို့ဒီမှာ shape တို့เนาะ indicator တော့ rating တို့ဒီမှာကျတို့ဒီတတ်မှတ်ခြင်းနဲ့ကျတို့ i concept ပုံစံတစ်ခုကိုကျတို့ကရွေးလိုက်မယ်ဆိုရင်တော့မရဘူးเนาะဘာလို့လဲဆိုတော့သူကဘလောက်တန်ဖိုးရဲ့အချက်ကိုတော့ဘလို့ထားမယ်ဆိုတော့တတ်မှတ်ချက်မပါဘူးသူရေလောက်သွားတဲ့ပုံစံကကျတော့ မီနီမန်တန်ဖိုးနဲ့မက်ဆီမန်တန်ဖိုးရဲ့ဘီမစ်ပွားရကိုအာအော်တိုအိုင်ကွန်မှတ်သားတာပဲဖြစ်ပါရဲ့နော်အဲ့တော့တချို့တော့ဒီထဲမှာအဲ့တော့ဒီချေတော့ကတတ်မှတ်ချင်တာပေါ့နော်။ဟောတော့တတ်မှတ်ချင်တော့ချေတော့ကအာကွန်ဒီရှင်နာဖော်မတ်တဲ့ကချေတော့က icon set ထဲမှာရှိတဲ့ဒီ icon တစ်ခုကိုရွေးလိုက်ရုံနဲ့အဆင်မပြေတော့ဘူး။ ကိုသတ်မှတ်ရှင်တဲ့ data တွေကိုရွေးထုတ်ဖို့အတွက်ဆိုလို့ရှိရင် new rule ကိုရှင်တို့ကသုံးရပါမယ်เนาะအဲ့တော့ဒီ၃နည်းလေးကိုရှင်ကပြပြပေးသားမှာဖြစ်ပါတယ်ဒီရှင်ကတော့ computer queen ရဲ့ founder trainer ဒေါ်နန်ကျော်ခိုင်ပဲဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုဆက်ပြီးရောကြည့်လိုက်ကြရအောင်အဲ့တော့ရှင်တို့ပြီးသွားတဲ့ပထမ rule ကိုရွေးမယ်เนาะ format or say based on the value ဆိုတဲ့ data ကိုရွေးမယ်ရွေးပြီးသွားရဲ့ဆိုလို့ရှိရင် format style နဲ့ကရှင်တို့ဒီ icon set ကိုရွေးမယ် အခုဆက်ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာမိမိဆိုင်နေတတ်တဲ့တံပိုးအမောက်ကိုရိုက်ထဲမှာဖြစ်တဲ့အတွက် type ဆိုတဲ့နေရာမှာ percent ဆိုတဲ့နေရာလေးကိုကျွန်တော်က number ကိုပြောင်းပေးလိုက်ပါ percent နေရာမှာ number ကိုပြောင်းပေးလိုက်ပါပြီးရင်တော့ကျွန်တော်ကဒီမှာ greater than equal ပဲထက်ကြီးတဲ့ကိန်းဂဏန်းကိုရှားခြင်းတာလေတသိန်းထက်ကြီးတဲ့ကိန်းဂဏန်းကိုရှားခြင်းတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာကျွန်တော်ကတသိန်းကိုရိုက်ထဲမယ်ခုစေရထောင်းတောင်းတိတ်တသိန်းထက်ကြီးတဲ့ကိန်းဂဏန်းကိုကျွန်တော်က di icon မထားမလားဒီမှာစိတ်ကြိုက်ပြန်ရွေးလို့ရတယ်เนาะဒီ icon ကမထားဘူးတခြား icon တစ်ခုကို share လို့ကသုံးပါမယ်ဆိုလို့ရှိရင်ဒီမှာ share လို့ကရွေးလိုက်လို့ရပြီရမလားသူ့ထဲမှာရှိတဲ့ icon ကိုဆင်ပြီးသားမဟုတ်ဘဲနဲ့မိမိစိတ်ကြိုက်ရွေးခြင်းနဲ့ဆိုရင် new rule ကိုသုံးပေးပါเนาะ နောက်တစ်ခုအကြောဒီမှာကျတော့ထပ်ပြီးတော့ပါတယ်ဆိုတော့ greater than equal လို့ပဲပြတယ်အဲ့တော့ greater than equal ဟုတ်ပြီဒါဆိုလို့ရှိရင် share က9000ရဲ့အထက်မှာရှိတဲ့ကိန်းဂဏန်းကိုယူမယ်ဟုတ်ပြီ900000 5000ရဲ့အထက်မှာရှိတဲ့ကိန်းဂဏန်းလေးကိုတော့ share ကဘာလေးနဲ့ပြခြင်းနဲ့ဒီထဲမှာမိမိစိတ်ကြိုက်အဲ directional တွေယူမလား shape တွေယူမလား rate တွေယူမလားစိုက်တာကိုယူပါဒီ share ကတော့ညာလေးအာဒီညာလေးကိုယူလိုက်မယ်နော် โอเคပြီးရင်တော့သူကဒီနေရာမှာကျတော့ဒီမှာ share က9000ကို yay ထည့်လိုက်တာနဲ့ဒီမှာ1 less than share ကဘာဖြစ်သွားရလဲဆိုလို့ရှိရင်9000ဖြစ်သွားပြီ9000အောက်မှာရှိတဲ့တက်မိုးတွေကိုတော့ share ကတောင်းအဲလိုလေးပြမယ်ဒီလိုလေးစိတ်ချပြန်ရွေးပေးလို့ရတယ်အဲ့တော့ share ဒီမှာတသိန်းအထက်ရှိတဲ့တက်မိုးကိုတော့များစိတ်နဲ့ပြပြီးတော့9000အထက်ရှိတဲ့တက်မိုးကိုတော့များအဝါလေးနဲ့ပြပြီးတော့9000ရဲ့အောက်မှာရှိတဲ့ data ကိုတော့ share ကအများအနည်းလေးနဲ့ပြမယ်ပြီးတော့ okay ပေးလိုက်ပါဒါဆိုရင်တချေတို့ဒီမှာ ဟုတ်တော့ကျွန်တော်မိမိစိတ်ကြိုက် data ဝင်သားတာကိုတွေ့ရပါလိမ့်မယ်ပြီးရင် filter သွားမယ်အဲ့တော့ filter သွားမယ်ဆိုရင် control ရဲ့ shift key area နဲ့လိုက်ပါ ပြီးဒီမှာတစ်ချက်ကလေးနှိပ်လိုက်ပါ fitter ဘန်ကာလာနှိပ်ပါခြေတော့ကတသက်ရက်ထက်ကိုလိုချင်တဲ့ hobby down အစိမ့်လေးကိုနှိပ်ချလိုက်ပါဒါဒီမှာတစ်ချက်နှစ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ9000ရောက်အောင်ပို့လို့ချင်နေဆိုရင်အနီလေးကိုနှိပ်လိုက်ပါဒါမှမဟုတ်ရင်ကျွန်တော်ကအဝါလေးကိုနှိပ်လိုက်ပါမိမိချိန်နဲ့တက်တဲ့ data ကို icon လေးကိုရွေးချယ်လိုက်ရုံနဲ့ကျွန်တော်က data အဖြစ်တွေထွက်လာမှာဖြစ်ပါရဲ့เนาะအဲ့တော့ဒီသင်ငန်းစာလေးကဒီလောက်ပါပဲ နောက်ထပ်နောက်ရက်တင်ငယ်စာမှာဒီလိုမျိုးလုပ်ငန်းခွင်အတက်အကျိုးရှိပြီးတော့အသုံးပြုရလွယ်ကူစေမဲ့နည်းလမ်းများကိုထပ်ပြီးတော့မျှော်ပြသပါမယ်။ဒီချေကတော့ Criminal Queen and Finance Trainer ဖြစ်ပါတယ်။ဒီချေရဲ့ဒီချေရဲ့ TikTok နဲ့အ YouTube ရဲ့ပြီး Facebook ရဲ့နော် Computer Queen ဆိုတဲ့ account ရှိပါတယ်။ဒီချေကိုရှိတဲ့ဆိုရင် like and follow လုပ်ပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။